ဒုံးကျည်များပစ်ချရန် IUNB လေဆာလက်နက်သစ် Israel စတင်အသုံးပြုအီရန်၏ဒုံးကျည်များနှင့် drone များကိုကြားဖြတ်ပစ်ချရန် Israel က IUNB လေဆာလက်နက်စနစ်ကိုပထမဆုံးစတင်အသုံးပြုကြောင်းရုရှားရှိ Israel တန်ယုံတာဝန်ရှိသူတဦးက TASS သတင်းဌာနသို့ပြောသည် အီရန်ဒုံးကျည်တွေနဲ့ဒရုန်းတွေကိုပစ်ချဖို့အစ္စရေးဟာ IMB လေဆာလက်နက်ကိုစမ်းသပ်ရင်းအသုံးပြုနေပြီဖြစ်ပါတဲ့အဆိုပါတန်ယုံဝန်ထမ်းကဆိုသည့်ထိုလက်နက်စနစ်တစ်ကိုအီရန်နှင့်ပဋိပက္ခတွင်ပထမဆုံးအကြိမ်တိုက်ပွဲဝင်အသုံးပြုခြင်းဖြစ်သည်ဟုလင်းကအလေးထားပြောခဲ့သည် IMB ဒုံးကျည်ကာကွယ်ရေးစနစ်သည် ပုံမအားကောင်းပြီးရှုပ်ထွေးသောလေဆာစနစ်တစ်ခုဖြစ်ကာတိုးတက်အောင်လှုပ်ဆောင်နေစေအဆင်တွင်ရှိနေသည်ယခုအီရန်ဒုံးကြီးများအားပစ်ချရန်အစ္စရေးကစမ်းသပ်ရင်းတိုက်ပွဲအတွင်းစတင်တုံးပြူခြင်းဖြစ်သည်ဒုံးကြီးများမော်တာများခရုစ်ဒုံးကြီးများနှင့်ဒရုန်းများကိုတားဆီးရန်ရည်ရွယ်သောအိုင်းယွင်းပေးသည်အိုင်းယွင်းဒုံးကဲ့သို့သောလက်ရှိလက်နက်စနစ်များကိုအားဖြည့်ပေးမည်ဖြစ်ကြောင်းအင်းနက်တရင်ဌာနကယင်းလက်နက်စနစ်အကြောင်း အထူးဆောင်ပါ၌ဖော်ပြထားသည့်စနစ်ရှိဉာဏ်ရည်တူ AI အစိပ်ပိုင်းတစ်ခုကဝင်ရောက်လာသောချင်းချောက်မှုတရက်ကိုလေဆာဖြင့်ဖယ်ရှားနိုင်မည်လားသို့မဟုတ်ဒုံးကျည်ကြားဖြတ်စနစ်လိုအပ်မည်လားဆိုသည်ကိုအဆုံးဖြတ်ပေးနိုင်သည့် IMB သည်အစ္စရေးအလွာထက်ထက်လေကြောင်းရန်ကာကွယ်ရေးပြူဟာတွင် ကုန်ကျစရိတ်တက်တာပြီးရုပ်ချီးတုံ့ပြန်နိုင်သော အစိပ်ပိုင်းတစ်ခုဖြစ်လာမည်ဟုစစ်ဖက်ဆိုင်ရာတာဝန်ရှိသူများကရှုမြင်ထားသည် အယွင်းပြီးလေစာလက်နက်၏အမြန်နှုန်းသည်အလင်းလင်းဖြင့်ပြစ်မှတ်များကိုထိမှန်စေနိုင်သည်ပြစ်မှတ်တိကျမှုကလည်းချိန်မှတ်မလွဲလွန်တိကျပြီးပြစ်လွတ်မှုကတန်တိတ်စိတ်ကမျက်မြင်လဲမတွေ့နိုင်ပေတစ်ချက်ပြစ်လျင်9ဒေါ်လာခန့်သာကုန်ကြ၍အယွင်းပြီးဒုံးကြီးကြားဖြတ်စနစ်ကတစ်ချက်ပြစ်လျင်ဒေါ်လာ9000ရှိသည်နှင့်နှိုင်းယှဉ်နိုင်ကြောင်းပြန်သတင်းကဖော်ပြထားသည်အယွန်းဘီကိုကာကွယ်ရေးဝန်ကြီးဌာန၏သုတေသနနှင့်ဖွံ့ဖြိုးရေးညွှန်ကြားမှုဦးစီးဌာနက Rifle Select ကုမ္ပဏီကိုအတိအကလုတ်ပိုင်ခွင့်ချပေးကာ ဗုဒ္ဓကုမ္ပဏီကလေဆာစနစ်များအတွက်တာဝန်ယူပြီးပူးပေါင်းတည်ထွင်ခဲ့ခြင်းဖြစ်သည်။အော်တိုဘာလတွင်ထိုစဉ်ကကာကွယ်ရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်အိုင်ရဇာမားက IMBU နှင့်ထောင်ပေါင်းများစွာဝယ်ယူရေးဒေါ်လာနှင့်ဘီလီယံတန်ဖိုးရှိသဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးအမေရိကန်၏စီးရေးအကူအညီမှနောက်ထပ်ဒေါ်လာတထမနှစ်ဘီလီယံကိုနောက်ပိုင်းဝယ်ယူမှုများအတွက်ရထားချက်ချထားခဲ့သည်။လေဆာလက်နက်များကို1900ရာခိုးဆဲဝင်းကျင်မှစကားကဘာတဝမ်းထုတ်လုပ်လာကြသည် အစ္စရေးနဲ့အမေရိကန်တို့သည်နောက်တလစီမံကိန်းဖြင့်ဆွာအမြင့်ဓာတုလေဆာစနစ်အတွက်ပူးပေါင်းဆောင်ရွက်ခဲ့တော်လဲ2010ခုနှစ်တွင်ရပ်ဆိုင်းခဲ့သည့်အမေရိကန်ရေတပ်သည်အချို့စစ်တင်မောများ၌လျှက်စစ်လေဆာစနစ်များကိုထားရှိထားတဲ့ကဲ့သို့ဖိတိန်ကလည်းရှင်ပြန်ရွေးရသည့် Dragon Fire ဟုခေါ်သောလေဆာစနစ်ကို တီထွင်ခဲ့သည်တရုတ်နိုင်ငံကလည်းလေဆာလက်နက်များကိုတီထွင်ထားပြီး အီရန်သို့တင်ပို့ထားဖွယ်ရှိသည်ဟုသတင်းများကဖော်ပြသည်အီရန်ကောင်းဆောင်ပေါ်ပေါင်းရနေရကိုတည်ထားကြောင်းထရန့်ပြောအီရန်ကိုတိုက်ခိုက်ရန်စဉ်းစားလျက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်အီရန်ကိုတိုက်ခိုက်နေသည့်အစ္စရေးနှင့်ပူးပေါင်းရန်စဉ်းစားလျက်ရှိကြောင်းသတင်းများထွက်ပေါ်နေသည်အမေရိကန်အနေဖြင့်အီရန်ကိုတိုက်ခိုက်ရန်သမ္မတထရန့်ကစဉ်းစားနေကြောင်းတာဝန်ရှိသူများကပြောကြားထားသည် ရန်သည့်အီရန်ကိုအမေရိကန်ကတိုက်ခိုက်ခြင်းအပါအဝင်နီလန်ပေါင်းစုံကိုထယ်သွင်းစဉ်းစားလျက်ရှိကြောင်းအမေရိကန်သတင်းမီဒီယာများဖြစ်ကြသည့်နုခါနှင့်ဖိဘသတင်းများတွင်ဖော်ပြထားသည်အမေရိကန်သမ္မတကတိုက်ခိုက်ရန်စဉ်းစားနေသည့်နေရာတစ်ခုမှာအီရန်ကယူရေနီယံတန့်စင်ရာတွင်အုံပြုသည့်ဖော်ဒိုမီအောက်နျူကလ িয়ার ဆက်ယုံဖြစ်သည့်အဆိုပါနေရာသည်အီရန်နျူကလ িয়ার အစီအစဉ်၏ဗဟိုချက်ဖြစ်သည်ဟုယူဆရကြောင်းအမေရိကန်အကြီးအကဲအရာရှိများအပါအဝင် သတင်းအရင်းအမြစ်များက သတင်းဌာနသို့ပြောကြားခဲ့ပြီးဖော်ဒိုဆက်ယုံသည်တောင်တလုံး၏အောက်မြေအောက်ပေ300နီးပါးအနက်တွင်တည်ရှိသည့်မြင်းကိုခံတပ်များလေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့်အခိုင်အမာကာကွယ်ထားသည့်လက်နက်ထုတ်လုပ်ရေးရည်ရွယ်ချက်များအတွက်အီရန်သည်အဆိုပါနေရာတွင်ယူရေနီယံတပ်ဆင်နေခြင်းဖြစ်သည်ဟုကြွမ်းကျင်သူများကယူဆထားကြသော်လည်းတပ်တွေခိုင်ခိုင်မာမာပြတ်တားနိုင်ခြင်းမရှိသေးပေ အစ္စရေးအီရန်ပဋိပက္ခအတွင်းအီရန်ထိပ်သီးကောင်းဆောင်အယာတိုလာ အလီခါမီနီပုံအောင်နေသည့်နေရာကို အမေရိကန်ကသိရှိထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဇွန်16ရက်တွင်ပြောကြားခဲ့ပြီးအီရန်ထိပ်သီးကောင်းဆောင်ပုံအောင်နေသည့်နေရာအတိအကျကိုသိရှိထားကြောင်း အမေရိကန်သမ္မတကထရလူမှုမီဒီယာမှတဆင့်ပြောကြားခဲ့ပြီးအ ਨੇ ဆုံးတော့လက်တလောတွင်ဘင်းကိုတုတ်တင်မှုမရှိသေးကြောင်းထက်လောင်းပြောကြားခဲ့သည့်ခါမေနီသည်လွယ်ကူသောပြစ်မှတ်မှုဖြစ်ကြောင်းထရန်ကပြောဆိုခဲ့သည့်အပြင်အီရန်အနေဖြင့်အမေရိကန်ကိုပြစ်မှတ်ထားလာပါကအမေရိကန်စစ်တပ်၏အင်အားပြည့်ဝသောစွမ်းရည်တတိနှင့်ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းချိန်ချောက်ခဲ့သည်ပဋိပက္ခအမှန်တကယ်အဆုံးတည့်ရင်းနှင့်အီရန်အနေဖြင့်နျူကလ িয়ার အစီအစဉ်ကို အပီးတိုင်ဆုံးလို့စီမီနီလန်ကိုရှာဖွေနေကြောင်းထရန့်ပြောကြားခဲ့သည်ရင်းတို့အနေနဲ့သဘောတူညီချက်ရရှိအောင်လှုပ်ဆောင်ခဲ့တဲ့သဘောတူညီချက်ရအောင်လုပ်ပါလို့ထရန့်ကသတင်းထောက်များကိုပြောကြားခဲ့သည်အစ္စရေးနှင့်အီရန်ကြား၅ရက်ကြာပဋိပက္ခမှာဆက်လက်ပြင်းထန်လာသောကြောင့်အီရန်အနေဖြင့်ချင်းချက်မရှိလက်နက်ချအညံ့ခံရန်ထရန့်ကလူမှုမီဒီယာပို့စ်တွင်တိုက်တွန်းခဲ့သည်ရှင်းရှင်းပြောရရင်အီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မပေးနိုင်ပါဘူး ဒါကိုအချင်းချင်းအခါခါပြောခဲ့ပြီးပြီးအီရန်ကိုချက်ချင်းကယ်တင်ဖို့လူတိုင်းလူတိုင်းလှုံ့ဆော်တင်တယ်လို့ထရန့်ကလူမှုမီဒီယာတွင် ရေးသားခဲ့သည်